င်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတစ်ပုတ်အနေနဲ့မြန်မာမှာလူသားချင်းစာနာမှုအဆက်အတဲပိုပြင်းထန်လာကြောင်း IRC တတိပေးတဲ့အကြောင်းတင်ဆက်ပေးပါမယ်ငလင်ဘေးတွင်မြန်မာနိုင်ငံမှာနိုင်ငံတော်ကသဘာဝဘေးအန္တရာယ်နဲ့ပဋိပက္ခတွေကြောင့်ထိခိုက်ဒဏ်ရာရရှိသူတွေအတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခြေအနေပုံမပြင်းထန်လာနေကြောင်းအပြည်ပြည်ဆိုင်ရာကယ်ဆယ်ရေးကော်မတီ IRC ကတတိပေးလိုက်ပါတယ် ထိခိုက်ဆုံးရှုံးမှုအကြီးမားဆုံးဖြစ်တဲ့မန္တလေးစကိုင်းနေပြည်တော်နဲ့ရှမ်းပြည်နယ်ကတချို့ဒေသတွေဟာပျက်စီးဆုံးရှုံးမှုတွေကြားမှာအကြက်အတဲတွေကြုံနေရတယ်လို့ဆိုပါတယ်။ IRC မြန်မာရဲ့ဒရိုက်တာကငလင်းကြောင်းလူအတန်းနဲ့ချီအိုးအိမ်တွေဆုံခါခဲ့ရပြီးအများစုဟာအမိုးအကဒါမှမဟုတ်လူပြည့်ကျက်နေတဲ့ရှာရီတဲတွေမှာနေထိုင်နေရကြောင်းသဘာဝပြီးနောက်ပိုင်းအစားအသောက်စီကုံသင်လုံးတွေမြင့်တက်လာတာကြောင့်မိသားစုအများအပြားအစားအစာလျှော့ပြီးစားသုံးနေရကြောင်းတုံသက်ချမ်းရအရေးပေါ်စားနပ်ရိက္ခာနဲ့ငွေကြေးအကူအညီတွေလိုအပ်နေကြောင်းပြောပါတယ်။ ရန်ကုန်အခြေဆိုင် IRC အကြီးတန်းဝန်ထမ်းတအုပ်ကလည်းပြည်စည်းဆုံးရှုံးမှုအတိုင်းတာပြင်းထန်လာပြီးအကူအညီလိုအပ်မှုတွေများစွာရှိနေပါတယ်။အထူးသဖြင့်မင်းကလေးများအိုးအိမ်ဆွန်ခွာရသူတွေနဲ့ကြားမအခြေပြုအကြံဖတ်အန်ဒီမြန်မာနေအမျိုးသမီးတွေကိုအထူးစိုးရိမ်ပါတယ်လို့ပြောပါတယ်။အသက်ကယ်ဆယ်ရေးအကူအညီများပေးခြင်းအရေးကြီးဝန်ဆောင်မှုများပြန်လည်ထူထောင်ရေးနဲ့အသက်ဆုံးရှုံးမှုတွေကိုတားဆီးနိုင်ရန်အတွက်နိုင်ငံတကာငွေကြေးအထောက်အပံ့တွေပို့မှုလိုအပ်နေတာလို့ပြောပါတယ်။မြန်မာနိုင်ငံမှာမလ28ရက်ကပြင်အား9.9ရှင်ငလင်းလောက်ခတ်ခဲ့ပြီးရဲ့နောက်တလအတွင်း င်လူပေါင်း3800ကျော်သေဆုံးခဲ့ပြီး IRC ကငလင်ပေးတဲ့ပြည်သူ1133ထန်းကျန်းမာရေးဆောင်ရှောက်မှုရှိနေတဲ့တန်ရှင်အစီအစဉ်တွေကာကွယ်ဝင်ဆောင်မှုနဲ့ငွေသားထောက်ပံ့မှုတွေပြီးနိုင်ခဲ့တယ်လို့ဆိုပါတယ်ဆက်လက်ပြီးအိန္ဒိယရောက်မြန်မာနိုင်ငံသားများတတိထားနေထိုင်ရမယ့်အချက်များထုတ်ပြန်နေကြောင်းတင်ဆက်ပေးပါမယ်အိန္ဒိယနဲ့ပါကစ္စတန်တို့ကြားပဋိပက္ခဖြစ်ပွားမှုအရှိန်မြင့်တက်လာပြီးအိန္ဒိယရောက်မြန်မာနိုင်ငံသားတွေအနေနဲ့အထူးတတိထားနေထိုင်ကြမယ့်အချက်ကိုချင်းဒုက္ခသည်ကော်မတီမှ AP29 ရက်နေ့ကထုတ်ပြန်ထားပါတယ် မြန်မာနိုင်ငံသားတွေကအိန္ဒိယနိုင်ငံတွေကနေနီယူဒေလီမီဆိုရဲမနီပူရာနဲ့နာဂလန်ဒေတာတို့မှာ2021မြန်မာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းဒုက္ခသည်များပြင်အများပြားခုလုံလျက်ရှိကြပါတယ်။အိန္ဒိယနိုင်ငံကဒုက္ခသည်ကွန်ဗင်းရှင်းကိုလက်မှတ်ထိုးထားတဲ့အတွက်မြန်မာနိုင်ငံသားများခုလုံမှုကိုလက်ခံထားပြီးအခုအချိန်မှာမြန်မာနိုင်ငံသားများအနေနဲ့အထူးတတိထားနေထိုင်ရမယ်လို့ထုတ်ပြန်ခြင်းဖြစ်ပါတယ်။မြန်မာနိုင်ငံသားများလိုက်နာမယ့်အချက်တွေကမူရင်းစေဝါများကိုရောင်းဝယ်ဖာကားခြင်းမပြုလို့ရအောင်အိန္ဒိယဥပဒေများကိုလေးစားလိုက်နာဖို့အခအားလျော်စွာထုတ် ပြန်တဲ့ဒေတာအနာပိုင်းဖွဲ့စည်းရေးအစည်းအကမ်းချက်များလိုက်နာကြရန်ဖြစ်ပါတယ်။ဒါအပြင်၎င်းတို့နေထိုင်တဲ့ ပတ်ဝန်းကျင်ရှိဒေသခံများနဲ့လိုင်ရောညီထွေးဆက်ဆံပေါင်းသင်ဖို့နဲ့မြန်မာအဖွဲ့အစည်းများမှထုတ်ပြန်တဲ့သတိပေးစာတွေကိုလည်းလေးစားလိုက်နိုင်ရုံဖြစ်ပါတယ်။အိန္ဒိယနိုင်ငံထိန်းချုပ်ထားတဲ့ဂျမ္မူးနဲ့ကက်ရှမီးယားဒေသတို့မှာအီဘီလာ22ရက်နေ့ကအကြမ်းဖက်ဆက်သွေးကြွများမှခီးသွားပြည်သူများကိုတိုက်ခိုက်တပ်ဖြတ်ပြီးခီးတဲ့26ဒက်မနစ်တိစုံသွားခြင်းအပေါ်မှာအိန္ဒိယနဲ့ပါကစ္စတန်တို့ကြားပဋိပက္ခဖြစ်ပွားမှုအရှိန်မြင့်တက်လာတာဖြစ်ပါတယ်။အဲ့ဒီအကြမ်းဖက်တိုက်ခိုက်မှုကိုအခြေခံပြီးအိန္ဒိယနိုင်ငံကပါကစ္စတန်ကိုဗီဇာပိတ်ပင်ခြင်းရှီပေးဝေမှုကိုဖျက် တောက်ထားခြင်းတန်တမန်ဆက်ဆံရေးတွေကိုရပ်တန့်ထားခြင်းနဲ့ကုန်စည်စည်းစိမ်မှုတွေကိုရပ်တန့်ထားပါတယ်။ အိန္ဒိယနိုင်ငံကအဲ့ဒီလိုတုံ့ပြန်ထားခြင်းပေါ်ပါကစ္စတန်ဘက်ကလည်းနျူကလ িয়ার များနဲ့ပြန်လည်တိုက်ခိုက်မယ်လို့ချိန်ချောက်ထားပြီးပါကစ္စတန်နဲ့အိန္ဒိယတို့အကြားပဋိပက္ခတင်းမာနေပါတယ်။ဒါကြောင့်အိန္ဒိယရောက်မြန်မာနိုင်ငံသားများအနေနဲ့ပဋိပက္ခများမပါဝင်မိစေဖို့နဲ့အိန္ဒိယအစိုးရရဲ့မလုံမုံတိမှုကိုမခံရစေဖို့ချင်းဒုက္ခသည်ကော်မတီဖွဲ့ကအထူးသတိပေးတိုက်တွန်းထားပါတယ်။နောက်ထပ်တစ်ပုဒ်အနေနဲ့မြစ်ကြီးနားလေရင်ကွင်းအနီးလက်နက်ကြီးကြီးကြားရောက်ပောက်ကွဲတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်မြစ်ကြီးနားလေရင်ကွင်းအနီးလက်နက်ကြီးကြားရောက်ပောက်ကွဲကြောင်းမြစ်ကြီးနားမြို့မှာဒေသခံတချို့က ကပြောပါရယ် AB 28ရက်နေ့မနက်၈နိုင်ဝင်ခြင်းအချိန်မြကြီးနားလျင်ကိုရန်ဒီမှာလက်နက်ကြီးတချို့ကြားရောက်ပောက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းအဲ့ဒီပောက်ကွဲမှုကြောင့်လူထိခိုက်မှုမရှိလို့သိရပြီးမြေတီဘွဲကပြစ်ခတ်တယ်ဆိုတာကိုမသိရကြောင်းဒေသခံပြည်သူတချို့ကပြောပါရယ်မြကြီးနားလျင်ကိုနာကဆိုင်တချို့တော့ပိတ်ကုန်နေဘယ်ရပစ်တာလဲတော့မသိဘူးလက်နက်ကြီးပောက်ကွဲတန်ကြားလိုက်တဲ့အထီးခိုက်တော့မကြားမိသေးဘူးလက်နက်ကြီးပောက်ကွဲတာတော့ဟုတ်တယ်လို့မြကြီးနားမျိုးမဒေသခံပြည်သူတောင်ကပြောပါရယ် AB 25ရက်နေ့ည7ခွဲကျော်အချိန်ကလည်းမြကြီးနားမျိုးရှိစစ်ကောင်စီရဲ့မြောက်ပိုင်းတိုင်းစစ်ဌာန ားချုပ်ကလက်နက်ကြီးတွေနဲ့ရှမ်းတန်းပြက်ခတ်ခင်ရစစ်တပ်လောက်ခန်းနန်းစီဗီယံဝန်တန်းများနေထိုင်နေမလိခအင်ယာတွင်ကိုလက်နက်ကြီးကြားရောက်ပောက်ကွဲခဲ့ကြောင်းအဆိုပါပောက်ကွဲမှုကြောင်းလူတအုပ်တည်ဆုံးပြီးဝန်ထမ်းအင်ယာများအဆောက်အအုံများလက်နက်ကြီးအစားထိမှန်ပြက်စီးမှုတွေဖြစ်ပေါ်ခဲ့ကြောင်းသိရပါသည် နောက်ထပ်တစ်ပုတ်အနေနဲ့စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာလို့မိုးပြင်းမြို့မှာတိုက်ပွဲပြင်းထန်နေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်တောင်ပိုင်းနယ်ကရင်ပြည်နယ်အစံမိုးပြင်းမြို့မှာတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီကလေကြောင်းပစ်ကူတောင်းနေကြောင်းရှမ်းတောင်စစ်ဒေသကွယ် PD ရဲ့အမှတ်တပြုဟာတာဝန်ရှိသူကသတင်းဌာနကိုပြောပါရတယ်။ AB 28ရဲ့မနက်ပိုင်းကစပြီးစစ်ကောင်စီကမိုးပြင်းမြို့တွင်ကိုဝင်ရောက်နိုင်ပြီး မြို့အကကင်းများစီစစ်ကြောင်းထိုးလာခြင်းလို့ဆိုပါတယ်လောလောဆယ်ထိတွေ့တိုက်ပွဲတွေဆက်ဖြစ်နေတော့မယ်မြေပြင်အချက်လက်ကိုစူးစီးလို့မရသေးဘူးလို့အထက်ပါတာဝန်ရှိသူက AP လ28ရက်နေ့လ12နိုင်ခွဲကန်တီမိုးပြင်းမြို့တိုက်ပွဲအခြေအနေကိုရှင်းပြပါတယ်မိုးပြင်းမြို့တိုက်ပွဲအခြေအနေကြောင့်မြို့နယ်ပတ်ဝန်းကျင်ဒေသတွေကိုဖျက်ဆီးသွားလာခြင်းမပြုလုပ်ကြဘူးလို့တတိပေးထားပါတယ်အရင်ရက်တွေကတော့ထိတွေ့မှုအချို့ပဲအဲ့ဒီမှာလက်နက်ကြီးနဲ့မြေပြင်ကိုပစ်နေတာကတော့၃ရက်လောက်ရှိပြီ AP 29ရက်ကအရသာတောင်းထိသွားတာရှိတယ်လို့မိုးပြင်းမြို့စီရင်တရင်ကြီးမြကပြောပါ ါတယ်။ကရင်နီတပ်ပေါင်းစုသိမ်းပိုက်ထားတဲ့မိုးပြင်းမြို့ကိုပြန်လည်ထိန်းချုပ်ဖို့စစ်ကောင်စီတပ်ကြိုးပမ်းနေတာက၄လကျော်ကြာရှိနေပြီဖြစ်ပါတယ်။ အခုနှစ်ဇန်နဝါရီကစပြီးစစ်ကောင်စီတပ်တွေကလွိုက်ကွန်နဲ့မိုးပြေမျိုးဆက်ထားတဲ့လမ်းမကြီးကိုပြန်လည်ထိန်းချုပ်နိုင်ဖို့ကြိုးပမ်းမှုတွေကိုကီအန်နီပြင်ရှိတပ်ပေါင်းစုံကခုခံကာကွယ်နေကြောင်းကီအန်နီမျိုးသားများကကွေးတက် KNDF က AB ပထမပတ်မှာထုတ်ပြန်ထားပါတယ်။ဒါပြင် AB ဆက်ရှင်ရကမိုးပြေမျိုးကိုထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်က၃ဦးထပ်မင်းတည်ဆုံပြီးလက်နက်နဲ့လက်ရရှိကြောင်းကရဲမျိုးသားတပ်မတော်ကအတည်ပြုပါတယ်။ ။နောက်ထပ်တစ်ပုတ်အနေနဲ့အပစ်ခတ်ရက်စဲထားပြီးမြေစစ်ကောင်စီကနေကြောင်းတိုက်ခိုက်မှုအကျဉ်80ရှိခဲ့တဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီကအီဘီလာ၂ရက်နေ့မှာအပစ်ခတ်ရက်စဲကြောင်းကြေညာထားပြီးမြေဒေသများပြားမှာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအကျဉ်80ရှိခဲ့တယ်လို့ပြည်တိုင်အခြေဆိုင်လွတ်လပ်တဲ့သတင်းချက်လက်ရှာဖွေဖော်တုံးရေးဖွဲ့ကထုတ်ပြန်ပါတယ်။ဘလ28ရက်ကပြင်အား9.8ရှိတဲ့ငလင်းကြောင်းနေအိမ်တွေအခြေခံအဆောင်တွေစိုးရွားစွာပြက်စီးခဲ့ပြီးလူပေါင်းနှစ်သန်းကျော်ထိခိုက်ခဲ့ကြောင်းစစ်ကောင်စီကတဘာဝဘီအန်ရဲ့ကြားရောက်ပြီးရဲ့နောက်မြန်မာနိုင်ငံကအရေးပေါ်အခြေအနေကြီး ညာထားတဲ့ဒေတာတွေမှာတိုက်ခိုက်မှုတွေဆက်လက်ဖြစ်ပွားခဲ့ကြောင်းမှတ်တမ်းတွေရရှိခဲ့တယ်လို့ဆိုပါတယ်။မလ32ရက်ကနေ AB6 ရက်ကြာ9ရက်ကြာဝန်နေချင်းကာလမှာတင်းစစ်ကောင်စီကတိုက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။မလ28ရက်ကနေ AB24 ရက်တွင်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုအကြိမ်80ကိုမှတ်တမ်းတင်နိုင်ခဲ့ပြီး AB2 ရက်အဖြစ်ရစဲပြီးတဲ့နောက်မှာ65ကြိမ်ရှိခဲ့တယ်လို့ဆိုပါတယ်။တိုင်းမြပြည်နယ်12ခုမှာတိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပြီးမြို့နယ်52ခုထိခိုက်မှုရှိခဲ့တယ်လို့ဆိုပါတယ်။ မှတ်တမ်းနေရဖြစ်ပွားမှုအများဆုံးပြည်နယ်တွေဟာစကိုင်းတိုင်းမှာ24ခုမန္တလေးတိုင်း14ခုချင်းပြည်နယ်နဲ့ကရင်ပြည်နယ်မှာ6ခုဖြစ်တယ်လို့ဖော်ပြပါရယ်အပြစ်ခတ်ရဲစဲကြောင့်မတင်ညာမီမလ31ရက်နေ့ EPDN နေမှာစကိုင်းတိုင်းအင်းတော်မြို့ကပုံတော်ကြီးကြောင့်တိုက်ခိုက်ခံရပြီးတရက်ထဲမှာပဲလွိုက်ကောကကြေးရွာတရွာတိုက်ခိုက်ခံရကြောင်း AB 9ရက်နေ့မှာလည်းစကိုင်းနယ်ချင်းပြည်နယ်မှာတီးကြလေကြောင့်တိုက်ခိုက်မှု3ကြိမ်ရှိခဲ့ကြောင်းဒီတိုက်ခိုက်မှုကြောင့်အမျိုးသမီးနဲ့ကလေးတွေအပါအဝင်လူဒါဇင်ပေါင်းများစွာတိုက်ဆုံခဲ့ကြောင်းထုတ်ပြန်ချက်မှာပါရှိပါရယ်တွေးရှိချက်တွေရ ပြစ်ခတ်ရစိုင်းကြီးညာချက်ပေါ်စစ်ကောင်စီရဲ့ရှူတာမှုလီနက်ပုံပေါ်တနင်္လာရီတိုးပွားစေပြီးလူမှုအတိုင်းဝိုင်းတွေအလွန်ထိခိုက်လွယ်တဲ့အချိန်မှာအရက်သားပြည်သူတွေရဲ့ဘဝတွေကိုလုံးဝခင်းမဆိုင်တောင်းမိမောင်းထိုးပြနေရလို့ဆိုပါတယ်။ဒီဒိနိုင်ငံခြားရေးနဲ့ဒဏ္ဍာရဖွံ့ဖြိုးရေးဌာန FCDO ပြောခွင့်ရသူကလည်းအပြစ်ခတ်ရစိုင်းကာလနဲ့နိုင်ငံလုံးဆိုင်ရာပြည်အနေကြာနေတဲ့ကာလမှာစစ်ကောင်စီကဆက်လက်တိုက်ခိုက်နေတဲ့အထောက်အထားတွေတွေ့ရတော့အယံအံအောင်မိပါတယ်။အရက်သားတွေကိုတိုက်ခိုက်မှုအလုံးအခုချက်ချင်းရတန်းအမယ်လို့ပြောပါတယ်။အရက်သားတွေကိုကာကွယ်ပေးဖို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာတားဆီးမှုရှိဝင်ရောက်နိုင်ဖို့နဲ့မြန်မာနိုင်ငံငြိမ်းချမ်းလမ်းစဉ်အတွက်အာဆီယံရဲ့ဘုံသဘောတူညီချက်၅ချက်ကိုတိုင်းနာဖို့လဲစစ်ကောင်စီကိုထပ်မံတောင်းဆိုကြောင်းလည်းပြောပါရယ်၂၀21ခုနှစ်စက်တန်အာနာသိမ်းပြီးနောက်ပိုင်းလက်နက်ကိုင်တိုက်ပွဲတွေလူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ငလင်းနဲ့ဆက်နွယ်တဲ့ BNR ကြောင့်ပြည်သူတွေအိုးအိမ်ဆုံးခွာထွက်ပြေးနေရတဲ့ချင်းကရနဲ့စကိုင်းဒေသတွေမှာအင်တာနက်အသုံးပြုခွင့်ပြင်းပြင်းထန်ထန်ကန့်သတ်ထားကြောင်းဒီကတ်သက်မှုတွေကြောင့်မြေပြင်သတင်းအချက်အလက်တွေအချိန်နဲ့တပြေးညီယုံကြည်စိတ်ချရတဲ့အစီရင်ခံစာရရှိဖို့ အဟံထားဖြစ်စေလို့ဆိုကြောင်းမြန်မာဝက်တနက်အနေနဲ့အခြေအနေတွေကိုဆက်လက်စောင့်ကြည့်နေကြောင်းထုတ်ပြန်ကြမှာပါရှိပါရရှင်။